အားသားဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဝါလာ14ရက်နေ့ရဲ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ ပထမဆုံးလင်းပုတ်ကိုတော့ Stadio Depot Tipo လို့ခေါ်တဲ့သတင်းဌာနကဖော်ပြထားတဲ့အာဆင်နယ်အသင်းရဲ့အရန်ကိုသမားတအုပ်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးတော့ပါမယ်။အဲ့ဒီကိုသမားကတော့ကြံခဲ့တဲ့နေရာတရားရောက်လာခဲ့တဲ့အာဆင်နယ်အသင်းရဲ့အရန်ကိုသမားအရီဇာဘာလကကီပါပေါ့လေ။လက်ရှိချိန်မှာသတင်းတွေထပ်မံထွက်ပေါ်လာခဲ့တာကအီတလီစီးဒီကလပ်ကိုမိုအသင်းရဲ့နီးပြချုပ်ဆက်ဖာဗရီဂတ်က ူတို့အသင်းရဲ့အဓိကကိုယ်သမားတနေရာအတွက်လာမယ့်စောင်းစည်းကွက်မှာဈေးဝယ်ထွက်သွားနိုင်ခြင်းရှိဆိုပြီးသူကဖော်ပြထားတယ်။အခြားကစားသမားတွေဝေဖို့ရှိပေမဲ့လည်းကိုယ်သမားနေရာအတွက်တော့အတွေ့အကြုံရဲ့နံပါတ်၁ကိုယ်သမားတူဦးဈေးကွက်ထဲမှာရှာဖွေသွားဖို့ရှိပြီးတော့အာဆင်နယ်အသင်းရဲ့အရန်ကိုယ်သမားကီပါကိုလည်းသဘောကျနေဆိုပြီးတော့အစတာဒီယိုဒီပို့ဒီပို့ကဖော်ပြသွားပါတယ်။တတိယကတော့ဒီလောက်ပဲ ဒါပေမဲ့သူတို့ဖော်ပြသွားကြရဆိုလို့ရှိရင်တော့ Fabricat ကလက်ရှိရှင်ရင်းဆက်ကိုသမားတွေထပ်ပို့ပြီးအဆင့်မြင့်ပြီးအတွေ့အကြုံများတဲ့ကိုသမားတူကိုဈေးကွက်ထဲမှာရှာဖွေနေတယ်။အဲ့ဒီကိုသမားကလည်း Arsenal တင်းရဲ့ကိုသမားဖြစ်နိုင်တယ်ဆိုပြီးသတင်းဌာနတွေကတော့ကိုကာရေးသားထားတယ်။ Fabricat တကယ်လိုချင်မလို့ရှင်တော့မသိဘူး။ဈေးကွက်ထဲမှာဒီသတင်းတွေကမကြကနာထွက်ပေါ်နေတာပေါ့လေ။ ဖာရီဂတ်ရှာဖွေနေရလေအတွေ့အကြုံလည်းများရမယ်လက်ရှိအသင်းမှာ used to တန်းပြီးသုံးလို့ရမယ်ကိုသမားတူလည်းဖြစ်ရမယ်တချင်တော့ကဘာစင်လက်စွမ်းလည်းပိုင်ဆိုင်ခဲ့ရမယ်ဆိုရယ်သူတို့ကဟိုဈေးကွက်တန်းကြီးရလည်းအဆင်ပြေနိုင်မယ်ဆိုရယ်အချက်လက်တွေကြောင်းအကင်မြကီပါသည်အာဆီနယ်မှာအရန်ကိုသမားပဲတောက်လျှောက်ဖြစ်နေဦးမယ်ဆိုလို့ရှိရင်တော့ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေရှိလိုက်တော့ဒီကစားသမားစိတ်ကလည်းပြောင်းလဲသွားနိုင်တယ်လက်ရှိချိန်မှာရီဇာဘလကကီပါအနေနဲ့အာဆီနယ်အသင်းမှာလက်ရှိပရီးမီးယားလိရဲ့ချန်ပီယံလိရဲ့ခါရာဘောင်ရဲ့ပြိုင်ပွဲရဲ့ဆယ်ပွဲမှာသူ့အနေနဲ့ခါရာဘောင်တစ်ပွဲပွဲပွဲထက်ကစားထားသည်ကျန်တဲ့ပိုင်းမှာ တော့ Raya ရဲ့နောက်မှာပဲရှိခဲ့ဗောလေအဲ့ကျွန်တော်တို့ခေါ်ခဲ့တုန်းကလည်း Chelsea သင်းစီကနေကြာခဲ့တဲ့ Luis Suarez တုန်းကတော်တော်လေးဟိုမှာတန်တယ်လို့ပြောလို့ရတယ်စာချုပ်ဖြတ်သိမ်းကြီးပေါင်း9တန်းလောက်ပဲကြာတင်ခဲ့တာကိုသမားကိုယ်တိုင်ကလည်းဒီကိုလိုလိုချင်နဲ့လာခဲ့တယ်။သူအရန်ကိုသမားဖြစ်လာမယ်ဆိုတာသိတယ်။ဒါပေမဲ့သူ့အတွက်အခွင့်အရေးတစ်ခုရှိမလား။အကယ်၍မပြောကောင်းမှုဆိုကောင်း Raya injury ရသွားရင်သူပွဲထွက်ခွင့်ရမလားဆိုတဲ့ပုံစံမျိုးနဲ့လာခဲ့တယ်။ကျွန်တော်ရှေ့ရာသီတွေကအရန်ကိုသမားထက်ဆိုင်တော့ keeper အများကြီး strong ဖြစ်ပြီးတော့ used to တန်းတုံးလို့ရတဲ့ quality မြင့်အရန်ကိုသမားလို့ပြောလို့ရပါဘောလေ။အခု Fabregas က သူ့အသင်းကနောက်ဆုံးဒီ series 6ပွဲမှာ၄ပွဲထိဂိုးပေးထားရတယ်။ကလင်းရှင်း၂ပွဲပဲရတယ်။အဲ့တော့ရှင်းရင်းဆိုရအသက်30ကျော်ကိုသမား2ဦးရဲ့ session နဲ့ကိုသမား2ဦးရဲ့စိတ်တိုင်းမကြတာဖြစ်တဲ့အတွက်ဈေးကွက်ထက်မှာအတွေ့အကြုံရဲ့ဈေးနှုန်းလဲတင်းတဲ့ကိုသမား2ဦးကိုလိုက်လံရှာဖွေနေပါတယ်။32နှစ်ရဲ့ Rizabala keeper တော့ Arsenal နဲ့2028ခုနှစ်ကြီးတော့စာချုပ်ရှိပါသေးတယ်။အဲဒီကစားသမားတော့ Premier League မှာပွဲပေါင်း140ကစားထားပြီးတော့ဆွမ်းဆောင်ရင်ကောင်းပြီးပြသထားပြီးတော့တစ်ချိန်တုန်းကလည်းကမ္ဘာစံကျင်တင် ပြောင်းရွှေ့ခြင်းပေးထားတဲ့ကိုသမားတဦးဖြစ်တာဖြစ်တဲ့အတွက်ဒီသတင်းဒီအတိုင်းပဲလာမယ့်စောင်းစိတ်ကွက်မှာဖာရီဂတ်အနေနဲ့အာဆင်နယ်သင်းစီကိုဒီကိုသမားနဲ့ပတ်သက်ပြီးကမ်းလှမ်းမှုတွေလုပ်လာမလားစောင့်ကြည့်သွားတော့မှာပါဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ရူမာတွေအများကြီးနဲ့ transfer new light ဆီအရရတဲ့သတင်းတစ်ပုဒ်ပါဒီသတင်းကတော့ရူမာပဲဖြစ်ပုံများတယ်။ဘာကြောင့်လဲဆိုတော့တောက်လျှောက်သတင်းတွေထွက်ခဲ့တယ်။တောက်လျှောက်ဘာမှဖြစ်မလာခဲ့တဲ့ကစားသမားတူအဲ့ဒါ Real Madrid အသင်းရဲ့ကျယ်ပွင့်ကစားသမားဖြစ်တဲ့ အတာကူလာနဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာအာဆင်နယ်နဲ့တော်တန်ဟော့စပါရောကတော်တော်လေးတက်တက်ကြွကြွနဲ့စိတ်ဝင်စားနေတယ်။ရီယယ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမားကို AC မီလန်ဒေါ်မွန်နျူကာဆယ်နဲ့ RB လစ်ပစက်တို့ကလည်းစိတ်ဝင်စားနေပြီးတော့အာဆင်နယ်နဲ့စပါနှစ်သင်းတည်းတော့မဟုတ်ဘူးဆိုပြီးတော့သူတို့ကဖော်ပြသွားတယ်။ဒီနေရာမှာဒီကစားသမားနဲ့ပတ်သက်ပြီးကြံခဲ့တဲ့ဈေးကွက်တွေတော့သတင်းတွေမျိုးမျိုးထွက်ခဲ့တယ်အထူးသဖြင့်အာဆင်နယ်ဆိုလို့ရှိရင်ဒီကစားသမားကိုဟိုးကြံခဲ့တဲ့ဆောင်းဈေးကွက်မှာတော့တော်တော်လေးနီးနီးဆက်ဆက်ဆွေးနွေးမှုရှုလုပ်ခဲ့တယ် အဲ့ဒီကစားသမားလည်းပထမအန်ဆယ်လော့တီရှီတုံးကဖတ်မယ်ဆိုပြီးသတင်းတချို့ကြည့်မိမယ်အခုဇာဘီအလွန်ဆိုလက်အောင်မှာဆိုတော်တော်လေးပျော်မွေ့နေရတွေ့ရတယ်ပွဲကစားခွင့်လေးလည်းရလာတယ်ဒါကြောင့်မို့ဒီကစားသမားရီယန်နေထွက်ခွာနိုင်ချေရန်နေတယ်ဒီမှာကြံခဲ့တဲ့၄ရက်လောက်က Football Insider ကဖော်ပြသွားကြရဆိုရင်တော့အာဆင်နယ်နဲ့ Newcastle အသင်းတို့ရဲ့ဆက်သွယ်မှုတွေကို Real Madrid ကပယ်ချထားခဲ့လို့ကြားသိရတယ်ကမ်းလန်းတာမဟုတ်ဘူးကနဦးဆက်သွယ်တဲ့အဆင့်ဒီကစားသမားကြီးနဲ့ပတ်သက်ပြီးတော့လုံးဝရောင်းဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့ Real ကပယ်ချလိုက်တာ ကျွန်တော်ကြံခဲ့တဲ့၄၅၆လတော့အာဆင်နယ်ကအဒါကူလာနဲ့ပတ်သက်ပြီးရီမန်းထားတာတခုရှိတယ်။ငွေပုံပေးပြီးခေါ်ရဆိုင်ရင်အငှား၁၀၀သည်ဒါမှမဟုတ်အငှား၆လအပိသက်ဝေဝဲဆိုပြီးမာတင်အိုရီဂက်လိုမျိုးအာဆင်နယ်တင်းကကြံစီထားခဲ့တာ။ဒါပေမဲ့မာတင်အိုရီဂက်တုန်းကဆုံးရှုံးခဲ့ရတဲ့ရီယယ်မက်ဒစ်ကဒါမျိုးအမှားမှုမဖြစ်ဖို့အတွက်သူတို့အသင်းရဲ့ကျယ်ပွင့်ကစားသမိုင်းနဲ့ပတ်သက်ပြီးတော်တော်အငှားသိမ်းမချလိုတာတွေ့ရတယ်။အဲ့တော့အဒါကူလာသတင်းတွေအခုလိုမျိုးထပ်ပါထွက်ပေါ်လာတဲ့အာဆင်နယ်ကဇွဲကောင်းကောင်းနဲ့စောင့်ကြည့်နေဆိုပေမဲ့အာဆင်နယ်မှာလည်းအဲ့နေရာအတွက်ကောင်းကောင်းဆော့နိုင်တဲ့ကျယ်ပွင့်ကစားသမိုင်းဖြစ်တာဖြစ်တဲ့အတွက်ဒါတွေကတော့ရူမာလို့ပဲထင်တယ်။အဒါကူ ူလာနီတော့လက်ရှိချိန်မှာအသက်20ရှိပြီတူရကီသား Transfer Market မှာ Euro တန်း60ရှိတယ်2029ခုနှစ်တည်း Real နဲ့စာချုပ်ရှိသေးတယ်ဒီကစားသမားက Fenerbahce နဲ့ပြီးတော့ Euro 24တန်းနဲ့2023ခုနှစ်ကပြောင်းသွားခဲ့တာ Real Madrid ကိုပေါ့လေ Real လည်း not for safe ဖြစ်သတ်မှတ်ထားပါပဲဒီရာဒီမှာဆိုပြိုင်ပွဲဆုံး10ပွဲမှာဒီစားမသည့်6ပွဲအထိပွဲထွက်ကစားထားပြီးတော့3ဂိုးသွင်း၄လုံးဖိန်ထားတယ် quality မြင့်ကျယ်ပွင့်ကစားသမားပေါ့လေကြံခဲ့တဲ့ဘောလုံးရာဒီတော့လည်းပြိုင်ပွဲဆုံး58ခွနပွဲထိကစားခဲ့ရတယ်23ပွဲပွဲထွက်ပြီးတော့6ဂိုးသွင်း10လုံးဖိန်ထားတယ်အဲ့ဒီမှာ club world cup မှာ6ပွဲမှာ9ပွဲထိဝင်ဆော့ထားပြီးတကူးသွင်း2ကိုးဖိုင်ထားတယ်။ဇာဘီအလွန်ဆိုအရန်သဘောကျပြီးတော့ဇာဘီအလွန်ဆိုရဲ့လက်အောက်မှာပွဲကစားခွင့်ပူစရာမလိုတော့တဲ့အတွက်ဒီကစားသမား အသင်းရနေထောက်ခွာမယ်ဆိုတဲ့သတင်းတွေကရူမာဖြစ်ပဲရှိရယ်။အာဆင်နယ်ကိုတောက်လျှောက်သဘောကျခဲ့ပြီးမှဖြစ်လာနိုင်ရည်နေတဲ့အပြောင်းရွှေ့လို့ပဲကျွန်တော်ကတော့ထင်ပါတယ်။ဒီနေရာမှာအာဆင်နယ်အသင်းရဲ့ကျယ်ဝင်ကစားသမားလေးဖြစ်တဲ့မက်ချ်ဒေါမန်ဆော့တဲ့ပွဲနဲ့ပတ်သက်ပြီးရီယယ်မက်ဒရစ်ကကင်းထောက်တွေဆစ်လုထားရလေကြားသိရတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းခက်ချီချီပဲကျွန်တော်တို့ဒီကစားသမားလေးကပတ်စံဘလောက်ပြီးရောင်းမှုမဟုတ်ဘူးအနာဂတ်တဲ့ရင်းနှီးမြှုပ်နှံပြီးတော့အသက်ပြည့်တာနဲ့အသင်းရပရိုဆာချုပ်လက်မှတ်ထိုးဖို့အတွက်ပြင်ဆင်ထားတဲ့ကစားသမားလေးဖြစ်တာဖြစ်တဲ့ရီယယ်ကိုကင်းထောက်တွေစောင့်ကြည့်ပြီးမယ်လေအာဆင်နယ်ပါပဲဆက်ပြီးရှိနေမှာပါ။ တတိယမြောက်သတင်းတပုတ်ကတော့အာဆင်နယ်မျိုးသမီးအသင်းရပြိုင်ပွဲဆုံး၄ပွဲဆက်နိုင်ပွဲပြောင်းနေမှုကို Women Super League ပွဲစဉ်ဖြစ် Brighton ကိုတကိုးတည်းနဲ့နိုင်ပြီးတော့ရပ်တန့်နိုင်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လေကိုရီတင်းရတိုက်စစ်မှုတွင်းလာမှာမဟုတ်ဘူး။ သူတို့အသင်းဘက်က15မိနစ်မှာပဲမာရီစာဆိုတဲ့ခိုင်စကလားမတူရဲ့ကိုကိုကိုသွင်းမှုနဲ့တူအာဆင်နေကအဲ့တလုံးတဲ့သောဂိုးနဲ့အနိုင်ရခဲ့တယ်။အဲ့ဒီပွဲလေးနိုင်ဖို့အရန်ကိုအရေးကြီးခဲ့တယ်။ကိုယ့်အကွေမှာစော့တာဖြစ်ပေမဲ့လည်းအာဆင်နယ်အသင်းတွေနဲ့အချိန်ပို73မိနစ်ထိကိုတကယ်တဲထိတ်ရင်ဖို့ဖြတ်တန်းခဲ့ရတယ်ဗောလေ။ဘာလို့လဲဆိုတော့ရှေ့က၄ပွဲမှာဆိုရင်နိုင်ပွဲပျောက်ခဲ့တယ်။2ပွဲတည်ရေ2ပွဲရှုံးခဲ့တယ်။ရှုံးတာဝူမန်းစူပါလိမှာတစ်ပွဲ ချန်ပီယံလိမာတပွဲအခုဆိုလို့ရှိရင်လည်းချန်ပီယံလိမာကျွန်တော်တို့ရှုံးပွဲတွေ့ထားလို့ဒီဝူမန်းစူပါလိမာဆိုရင်လည်းအာဆင်နယ်ကအဆင့်9မှာရပ်တည်နေတယ်6ပွဲကံပြီးရမတ်17မှတ်ပဲရှိသေးတယ်အဆင့်1မှာရှိတဲ့ချယ်ဆီအမျိုးသမီးအသင်းနဲ့ဆိုလို့ရှိရင်ရမတ်9မှတ်กว่าဟာ ਨੇ သူတို့က6ပွဲကံပြီး16မှတ်နဲ့အဆင့်1မှာရှိတယ်အဲဒါကြောင့်အာဆင်နယ်အမျိုးသမီးအသင်းနေနဲ့ဝူမန်းစူပါလိလိုမျိုးကာလရှည်ပြိုင်အမှတ်ပေးပွဲစဉ်မှာအမှားလို့လို့မရတော့ဘူး ချန်ပီယံလိလိုမျိုးလီဖတ်ပွဲစဉ်တချို့ကကျတော့အမားရှေ့မှာလောက်ခဲ့ရဆိုမဲ့ပြန်ပြီးအဖက်ဆယ်လို့ရပြီမဲ့ကာလာရှီပြန်ရတဲ့အမှတ်သိပ်ပြီးမရောတဲ့ပြိုင်ပွဲတွေနဲ့ရင်ဆိုင်မယ်ဆိုတော့ Women Super League တကယ်လို့ကျင်းနေဆိုတော့တောက်လျှောက်နောက်ပိုင်းပွဲစဉ်တွေတော့အနိုင်ကံမှုလိုအပ်နေတယ်ဒီညမှာအာဆင်နဲ့အမျိုးသမီးအသင်းဒီယာဒီမှာရင်းရိုင်သွားတာလေအသင်းရဲ့ ကပလင်လို့လည်းပြောလို့ရတဲ့အဓိကခက်စစ်ကစားမဖြစ်တဲ့ဝီလျံဆန်ဒံရကြောင့်ကာလာရှိနားခဲ့ရတာပေါ့လေတချို့ကတော့ရှီရောရှိသေးလားဘာညာမေးမိမယ်ဒံရကြောင့်နားနေခဲ့ရတာပါအဲဒါကြောင့်အာဆင်နယ်မျိုးသမီးအသင်းအနေနဲ့နောက်နာမဲ့၄ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘန်ဖီကာအသင်းကိုအဝေးကွင်းမှာချန်ပီယံလိပွဲစီမံသွားပြီးခံရမယ်ပြီးရင်လက်စတာစီးတီးကိုအဝေးကွင်းမှာဝူမန်းစူပါလိဖြစ်သွားပြီးခံရမယ်အဲ့ဒါတော့နိုဝင်ဘာ၂ရက်နေ့ပေါ့လေနိုဝင်ဘာ၈ရက်နေ့ကျရင်တော့အင်ကွင်းမှာချက်စီးအမျိုးသမီးအသင်းကိုအထံကစားမယ်အဲ့ပွဲကတကယ်ကူမှာဘစ်မတ်ပဲမနေ့ကလည်းကျွန်တော်ချက်စီးကိုရှုံးပြီးတော့အမ်ဘပီးချန်ပီယံမှာဖြစ်ခဲ့တာအခြား ြားပွဲစဉ်တွေမှာအမှတ်ရတာတပိုင်းပေါ့လေဒါပေမဲ့တကယ် Women Super League မှာဆိုချယ်ဆီအမျိုးသမီးတင်းကတော်တော်လေးဦးမှာ strong ဖြစ်တယ်ချန်ပီယံမကြာခဏဖြစ်တယ်အတင်းတည်းအကယ်၍သာ Women Super League မှာချန်ပီယံဖြစ်ချင်တယ်ဆိုတော့ဒီလိုပွဲစဉ်တွေမှာအမှတ်ရအောင်ယူဖို့တော့လိုအပ်တယ်နိုဝင်ဘာ23ရက်ရင်တော့ Bayern Munich အသင်းရဲ့အိမ်ကွင်းမှာကျွန်တော်တို့တွားရောက်ပြီးတော့ဝေးကွင်းဖြစ်အခန့်ကစားမှာပေါ့လေအဲ့တော့ အာဆင်နယ်မျိုးသမီးအသင်းအနေနဲ့နောက်လာမယ့်၄ပွဲမှာဆိုလို့ရှိရင်တော့အဝေးကွင်း၃ပွဲအိမ်ကွင်း၁ပွဲဖြစ်ရှိနေပါတယ်။ရီနေဆလန်ကနေ၄ပွဲဆက်၉ပွဲပြောင်းမှုကိုဘရိုက်တန်ကိုအိမ်ကွင်းမှာအနိုင်ကံပြီးတော့ ရလက်တစ်ခုကောင်းအောင်ပြန်နိုင်ခဲ့တယ်ဆိုပေမဲ့ပိုဝီစတောင်းဖြစ်ဖို့တော့လိုအပ်နေတယ်။တိုက်စစ်မှုကောင်းအောင်တို့ဖြစ်တင်းထားရမယ်လေဒီရာဒီမှာတိုက်စစ်ကတခါကျရင်အခွင့်အရေးအသုံးမချနိုင်ပဲနဲ့ခန့်စစ်ကလည်းရထားတဲ့အနိုင်ကိုတွေကိုမထိမ့်သိမ့်နိုင်ခဲ့တဲ့အခိုက်အတန့်တွေရှိရာဖြစ်တဲ့အတွက်ရာဒီအစမှရင်ကျွန်တော်အမှတ်တွေတော်တော်များကြာပြောက်ခဲ့ပါတယ်။ဒီရာဒီပြိုင်ပွဲစုံစုစုပေါင်းကျွန်တော်အနေနဲ့ခုနှစ်ပွဲကံပြီးသွားတဲ့အချိန်မှာသုံးပွဲနိုင်နှစ်ပွဲတည်ရင်နှစ်ပွဲရှုံးရှိထားလေ။ရီနစ်လန်ကအသင်ဒီရာဒီမှာမနစ်ကလိုပဲဥရောပချန်ပီယံဖြစ်မလားဒါမှမဟုတ်ပြည်ရင်းအမှတ်ပေးဖလားတခုရအောင်ယူနိုင်မလားစောင့်ကြည့်သွားတော့မှာပါ။ ဘောလုံးဝိုင်းနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမ်းဖြစ်ကစားကြည့်လို့ဆိုတော့ဖိုင်ဘာဖုန်းနံပါတ်ကို646 6လုံး33တဲနံပါတ်39ကို9593ခရောင်းနေရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုတ်စီမှာပဲဆော့ကြည့်လို့ဆိုတော့ကျွန်တော်စီမှာအကောင့်ဖွင့်ပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်။မဆော့တဲ့မဆော့ပါနဲ့ဆော့တဲ့ညီကိုတွေကတော့ကျွန်တော်စီမှာဦးစားပေးပြီးလာဆော့ဖို့ကျွန်တော်ကိုယ်တိုင်နူရီထရီကြိုးစုံနေပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒီနွေရာသီမှာထိတ်တန်းပြောင်းရွှေ့ကြီးတွေနဲ့ အထူးသဖြင့်ပေါ့လေပရီးမီးယားလိကိုပြောင်းလာခဲ့တဲ့ထိပ်သီးတိုက်စစ်ကစားမ၄ဦးရဲ့ပွဲကစားထားတဲ့ပွဲဤတွေနဲ့ twin ကိုတွေကိုဖော်ပြပေးတော့မှာပါဒါမျိုးကကျွန်တော်ပြိုင်ဘက်အသင်းကစားသမားတွေအကြောင်းတွေကိုပြောခဲ့တယ်တကယ်လဲကိုယ်ကစားသမားတွေပြိုင်ဘက်ကစားသမားတွေနှိုင်းရှင်ခဲ့တယ်မလုပ်ဘူးဘာလို့ဆိုပြိုင်ဘက်အသင်းတို့လည်းလေးစားမှုအပြည့်ရှိရဖြစ်တဲ့အတွက်ဒါပေမဲ့ဒီ data အချက်လက်တွေကကြတော့ဒီ Stadia Astro ဆိုတဲ့ website ကနေကျွန်တော်ရတာအဲ့ဒီမှာကိုယ်တင်းကတိုက်စစ်မှုတူတည်းမဟုတ်ဘူးကျန်တဲ့အသင်းကတိုက်စစ်မှုတွေလည်းအသင်းပြောင်းရွှေ့တဲ့အခါလိအစင်တန်းမတူတဲ့တကူကိုပြောင်းရွှေ့တဲ့အခါမှာရုံးကန်ရတဲ့ဆိုတာက ိုမိမောင်းဖို့ပြကျင်တာတချို့တွေကယောဂရက်ပဲယုံကန်နေရတယ်ထင်တာမဟုတ်ဘူးအခြားတိုက်စစ်မှုတွေလည်းသူနီးသူဟန်နေတော့ယုံကန်နေရတာရှိတယ်အဲ့တော့အာဆင်နယ်သင်းရဲ့တိုက်စစ်ကလာမှာဗီတာယောဂရက်ကပရီးမီးယားလိပွဲစဉ်9ပွဲလုံးဝင်ဆော့ထားတယ်အဲ့ဒီမှာ3ဂိုးသွင်းထားတယ်တကူကပနတီနှစ်ဂိုးကဒီ playing system နေသွားတာပေါ့လေအဲ့တော့အာဆင်နယ်သင်းနေ open player နေပြီးတော့သွားတဲ့အပိုင်းမှာအဲအစည်းက ဖြတ်ပြီးထိုးပေးတဲ့အလုံးထက်ရှင်ဝင်ပိတ်တဲ့တကိုးရဲ့နောက်တစ်ခုက Color Fury ကန်နယ်တဲ့အလုံးကိုတောက်လျှောက်ဆွဲပြေးသွားပြီးတော့ Solo Go သွင်းမကတဲ့တကိုးရဲ့နောက်တစ်လုံးကကျတော့ Penalty ရတာကိုယောဂရက်ကန်သွင်းသွားလိုက်အဲ့ဒါအဲ့သုံးခုပေါ့လေနောက်တစ်ခုကကျတော့ဒီ United အသင်းရဲ့ Benjamin Sesko ကတော့9ပွဲမှာ2ဂိုးသွင်းထားတယ် Newcastle အသင်းရဲ့တိုက်စစ်ကစားမှာကျွန်တော်တို့ဘက်ကခေါင်းတိုက်ပြီးသွင်းသွားခဲ့တဲ့အဲ့ရဲမြင့်မြင့်တဲ့ကစားမှာ ော်တိုမန်တီဆိုလာပဲသူ့နာမည်ရှိပါသေးတယ်ကျွန်တော်တိတ်မမှတ်မိတော့အဲသူကတော့လေးပွဲမှာ၃ဂိုးသွင်းထားတယ်သူကတော့မစိုးဘူးပြလို့ရတယ်နောက်တစ်ခါတော့ဟိုကူအီဂီတီကီကတော့ပရီးမီယာလိ6ပွဲမှာ၃ဂိုးသွင်းထားတယ်ဒါကတော့ပရီးမီယာလိနဲ့ပတ်သက်ပြီးတော့တီးတန့်ဖော်ပြဖို့လေပြိုင်ပွဲဆိုမဟုတ်ဘူး တော့အာဆင်နယ်သင်းတိုက်စစ်မှုဗစ်တာယောဂရက်တွေနဲ့ဒီထက်အများကြီးဂိုးတွေရဖို့လိုအပ်တယ်ဆိုပေမဲ့တခုနားလည်ရမှာကလီအစင်တမ်ပတူတဲ့ဥရောပထိတန်လီကြီး၅ခုပြင်ပလာခဲ့တဲ့ကစားသမားဖြစ်တယ်ပြီးတော့ဒါသူရဲ့ပထမဆုံးယာတိဖြစ်တယ်ပထမဆုံးယာတိဖြစ်တဲ့အပြင်မှာတွဲပြီးဆောရတဲ့တောင်ပင်ကစားသမားတွေတချို့ကစားသမားဆိုလူတစ်တွေဖြစ်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့အချိန်ပေးဖို့လိုအပ်တယ်ပရီးမီးယားလိပွဲစဉ်20ပြီးတော့မှပဲဗစ်တာယောဂရက်ဂိုးဘယ်နှကိုသွင်းလဲကျွန်တော်တို့ထပ်မံဆွေးနွေးကြပါမယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ